မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ6ရက်နေ့မနက်ပိုင်းရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့ပေါ်မှာပြည်သူတွေကိုစစ်ဆေးငွေညှစ်နေတဲ့ရဲတွေပြစ်ခတ်ခံရပြီးတော့ လေးဦးစလုံးတိတ်ဆုံးကလက်နက်ခဲယံတွေကိုပါတင်စီခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ၄ရက်နေ့မနက်ပိုင်းကမုံရွာမြို့တာစီလမ်းနဲ့အတောအဝိုင်းဘက်မှာအေစီကတစည်းနဲ့ပြည်သူတွေကိုစစ်ဆေးငွေညှစ်နေတဲ့ရဲအရာရှိ၃ဦးနဲ့ရဲတပ်သားတဦးကိုပြစ်ခတ်ခဲ့ရမှာလေးဦးစလုံးတိတ်ဆုံးကြောင်းမုံရွာမြို့နယ်ပြည်သူလုံခြုံရေးအဖွဲ့ကတာဝန်ရှိသူကပြောပြထားပါဗျ။ပတ်စံတောင်းနေတဲ့ရဲတွေကိုအနီးကပ်တွားပစ်ခဲ့တာပါ။ စုစုပေါင်းမင်းနဲ့20လောက်ပဲကြာတယ်လို့အဲ့ဒီတာဝန်ရှိသူကပြောပါတယ်ဒါအပြင်အဲ့ဒီရဲတွေစီကနေပြီးတော့ BA63 ခေါ် G3 နှစ်လက် 9mm pistol တစ်လက်ကိုပါတင်စီရမိခဲ့တယ်လို့မုံရွာပလဖအဖွဲ့ကအသိပေးထားပါတယ်မုံရွာပလဖအဖွဲ့ကထုတ်ပြန်တဲ့ရုပ်သံမှတ်တမ်းအရာကာကွယ်ရေးအဖွဲ့တွေဟာဆိုင်ကယ်နဲ့အနီးကပ်တွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ရဲတွေဟာကားပေါ်မှာတင်ပစ်ခတ်ခံရပြီးတော့တိတ်ဆုံးခဲ့တာကိုတွေ့ရပါတယ်အဲ့ဒီစစ်စင်ရေးကိုမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မုံရွာမြို့နယ်ပလဖနဲ့ចောင်းသားတပ်မတော် SAF မုံရွာ KI တရင်နှစ်ခွဲသုံးရွာစောကြီးတော်လန်တန်းဘုဒ္ဓလင်မိုဘိုင်းတိမ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မုံရွာမြို့ပေါ်မှာစစ်ခွေးအုပ်စုဟာနေတိုင်းလိုလိုကားတွေနဲ့လှည့်လည်စစ်ဆင်နေပြီးတော့ငွေညစ်တာပေါ်တာဆွဲဖမ်းဆီးနေတာကိုပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ကအရာရှိတအုပ်အပါအဝင်15ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စက်တဘာလ9ရက်နေ့ညနေ9:00ကျော်ခန့်မှာမလိုင်မြို့နယ်ပန်းအိမ်ရွာကနေတောင်တာမြို့နယ်ရုံးစီကြီးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးနဲ့ရဲခွေးပြူခွေးအယောက်300ကျော်ပါဝင်တဲ့စစ်ကြောင်းကိုတော်လိုက်တပ်ဖွဲ့များကရုံးစီကြီးရွာနယ်ပန်းအိမ်ရွာကျောင်းမှာရှိတဲ့စင်ကြီးရွာဖရအနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အခုလိုတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကအရာရှိတအုပ်အပါဝင်15ဦးသေဆုံးခဲ့ပြီးတော့ဒီကြိုက်တန်းအရာရှိသူတွေများပြားခဲ့တဲ့အတွက်စစ်ခွေးစစ်ကြောင်းဟာမလိုင်ဘက်ကိုပြန်လဲဆုတ်ခွာသွားတယ်လို့သိရပါတယ်။အဲဒီနောက်စက်တံမာလ10ရက်နေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်တပ်ကထမှန်စစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲထမှန်ဖြစ်ပွားခဲ့ပြီးတော့ဒေါ်လိုင်းရဲဘော်2ဦးမြင့်မြတ်စွာအသက်ပေးခဲ့ရတယ်လို့သိရပါတယ်။ အဲ့ဒီစစ်ကြောင်းဟာရုံးစီကြီးခြေွာကိုထိုးပေါက်ဝင်ရောက်လာပြီးတော့ပြည်သူ့ပစ္စည်းများကိုယူဆောင်ခြင်းမိရှုဖျက်ဆီးခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းနဲ့အမျိုးသမီးများကိုအာဏာမှပြုကျင့်မှုများလုံဆောင်သွားတယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကိုတောင်သာ People Defense Force TDAPDF Bravo Team မိထီလာ DSNDA ဒနုတပ်ဖွဲ့နဲ့မြင်းညံခရိုင်တရင်သုံးတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါဗျ။အဲ့ဒီအကြက်ဖတ်စစ်ခွေးစစ်ကြောင်းဟာတောင်တာမြို့နယ်ရုံးစီကြီးရွာမှာတက်ဆွဲပြီးတော့ဂျေးရွာနေအသက်16နှစ်ကနေ56နှစ်အရွယ်အမျိုးသမီး6ဦးကိုအုပ်စုဖွဲ့ပြီးတော့မတိန်ကျင်ခဲ့ပြီးအသက်45နှစ်အရွယ်ကိုရဲနဲ့အသက်56နှစ်အရွယ်ဦးတောင်ညွန့်တို့ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းရွှေဘုံခရိုင်ရွှေဘုံမြို့နယ်ဇီးကုံးလေးပြူစောတိရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ကင်းစခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်သားနဲ့ပြူစောတိနှစ်ဦးသေဆုံးပြီးတော့လက်နက်၃လက်နဲ့ခဲယမ်းများတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘာလ9ရက်နေ့မနက်အစောပိုင်းတနအီခွဲအချိန်ကမှရွှေဘုံမြို့နယ်ဇီးကုံးလေးပြူစောတိရွာအဝင်မှာရှိတဲ့စစ်တပ်ဘန်ကာကင်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခတ်ခဲ့ရာစစ်သားနဲ့ပြူစောတိနှစ်ဦးသေဆုံးပြီးတော့နှစ်ဦးဒဏ်ရာရရှိကာ ျန်ရှိနေတဲ့စစ်သားနဲ့ပြူစောတိများဟာဘန်ကားအတွင်းကနေပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြပ်ဖတ်စစ်ခွေးတွေစီကကာပိုင်အမျိုးအစားတနက်နှစ်လက်၊ဂိုလုံးတနက်တစ်လက်7.62 G 129တောင်း၊ကာပိုင်ကြီး38တောင်း၊ဂိုလုံးကြီး10တောင်း၊လက်ပြပုံနှလုံး၊ကြီးပေါက်3ခုနဲ့ဖုန်းတစ်လုံးတို့ကိုတင်စီရရှိကစစ်တပ်ကင်းစခန်းကိုမိရှုရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာ မြိုက်ကျေးရွာဖုံးတော်ကြီးအကြောင်းမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်သားနဲ့ပြူစောထင်းများကလက်နက်ကြီးလက်နက်ငယ်များပစ်ကူပေးလာတဲ့အတွက်ကြောင့်စစ်ကူစစ်ကြောင်းဖြတ်တောက်ရေးအတွက်တာဝန်ယူထားတဲ့ရဲဘော်များက60မမဘုံများနဲ့ပြစ်ခတ်တိုက်ခိုက်ကပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာအလကားနေရေးနဲ့စစ်တပ်ဆန့်ကျင်ရေးနဲ့အမုန်းတရားများကြောင့်နိုင်ငံဟာခြောက်လက်ရမ်းနေတယ်လို့စံဖို့ပါတီဥက္ကဋ္ဌခင်ဤကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘာလ၂ရက်နေ့မှာရန်ကုန်မြို့မှာစစ်တပ်ထောက်ခံတဲ့ဘောမတေးဥဆောင်များလူရှင်တော်များအပါအဝင်ရုပ်ရှင်အတိုင်းဝိုင်းနဲ့တွေ့ဆုံတဲ့အချိန်မှာကြက်ဖို့ခင်ကြီးကအခုလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ကြက်ဖို့ခင်ကြီးက၎င်းစစ်သားဖြစ်ခဲ့တဲ့အချိန်ကရှေ့တန်းထွက်နေရပြီးတော့ပြန်လာတဲ့အချိန်မှာသားသမီးများကသူ့ကိုမမှတ်မိကြောင်း တိုက်ပွဲမှာ82နာရီကြာအောင်တိုက်ခိုက်ခဲ့ရပြီးတော့သူ့ကိုတနက်79ချက်မှန်ခဲ့ပြီးတော့ជី2တောင်းဟာလက်ရှိအချိန်ထိဘိုက်ထဲမှာကျန်နေကြောင်းခွဲစိတ်လို့မရကြောင်းသူ့ဘဝဟာရုပ်ရှင်ရိုက်လို့ရကြောင်းဒါပေမဲ့ပြည်သူတွေကအလကားနေနဲ့တက်မတော်ကိုမုန်တီးဆန့်ကျင်နေကြကြောင်းပြောဆိုခဲ့ပါတယ်စော်ကားမူကားဒီလိုကဲကျွန်တော်တို့လူလူကလေးရှိခဲ့တာပဲကျွန်တော်တနက်79ချက်မှန်တာလေနော်79ချက်မှန်တာလေကျွန်တော်ဘိုက်ကြီးကပူကျင်နေပူနေမှာမဟုတ်ဘူးကျွန်တော်ဘိုက်ထဲမှာជី2တောင်းရှိတယ် ွဲလို့မရဘူးကျွန်တော်82နာရီတိုက်ပွဲပြစ်တယ်ကျွန်တော်တည်စင်းမှာ၄လခွင့်နေရတယ်ပြောပြရတာနော်ပြောပြရတာအလကားအနေနဲ့အတမတော်စမ်းကြည့်နေတဲ့အမုန်းတရားနေနဲ့နိုင်ငံကြီးကကျွန်တော်နိုင်ငံခြားလပိုင်ရနေတယ်ဒါကြီးရနေလွတ်မြောက်ပြီးတော့ကျွန်တော်တို့ကဘာတစ်တခုဘွားတစ်တခုအနာဂတ်တစ်တခုဖန်ပြီးဖို့ကျင်တာရောက်ဖို့ရောက်နေပြီဗျာ ကျန်းဖို့ခင်းရင်နဲ့မကြာခဏဆိုးတလို့တွေးဆုံနေတဲ့တွေးဆုံဝဲများမှာရွှေတန်းစင်ဝင်းမော်တရုတ်ဆောင်မိတန်းတို့အစိုးရချင်းနေနဲ့လူရှင်တော်အုံးဒီအစိုးရစုတေးအပါဝင်စစ်ခွေးဘတ်တော်သားရုပ်ရှင်ဝိုင်းတော်သားများအမြဲတမ်းပါဝင်လေးရှိတယ်လို့သိရပါတယ်။မနေ့ကအော်တိုဘားလ9ရက်နေ့မှာလဲကျန်းဖို့ခင်းကြီးကဝင်းကိုကိုလန်ဒေါခင်ဝိုင်းကြီးအပါဝင်မဘာသာဘာသာရေးအစွန်းရောက်များနဲ့အမျိုးသားရေးအစွန်းရောက်အောက်တန်းစားများကိုပါရန်ကုန်မြို့ကျန်းဖို့ပါတီရုံးမှာထပ်မံတွေးဆုံခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းကွန်းချံကုန်းမြို့နယ်မှာရှိတဲ့나ရေးအိမ်တိုင်အိမ်မှာဖဲရိုက်လောင်းကစားလုပ်နေတယ်ဆိုပြီးတော့ရဲတွေကလူငယ်များကိုဝင်ရောက်ဖမ်းဆီးပြီးတော့စစ်မှုထမ်းအဖြစ်နဲ့စူးစောင်းခြင်းနဲ့ပြည်သူတွေကိုလည်းဖမ်းဆီးငွေညှို့မှုများလုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ23ရက်နေ့မှာရန်ကုန်တိုင်းကွန်းချံကုန်းမြို့နယ်တောင်ကုန်းကျေးရွာမှာဒေါ်တင်ဝင်းဆိုသူဆုံမသွားခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်ရွာရဲ့ဓလေ့အရအလောင်းကိုတုံးရထားခဲ့ရာစက်တဘာလ24ရက်နေ့ညပိုင်းမှာ အတုဝအိမ်ဖြစ်တဲ့အတွက်အိမ်ဆောင်ရင်းနဲ့လူငယ်များဟာဖဲကစားခဲ့ကြတယ်လို့သိရပါဗါးအဲ့ဒီဖဲဝိုင်းကိုတော်ကူးနေမြေရဲစခန်းကနေထိန်သိန်းတို့ဦးနဲ့အဖွဲ့ကဝင်းအောင်ဖမ်းဆီးပြီးတော့လူငယ်များကိုစစ်မှုထမ်းစုဆောင်ခြင်းပြည်သူများကိုဖမ်းဆီးငွေငင်းခြင်းများလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗါးအတုဝအိမ်မှာညဘက်ဆောင်ပေးဖို့အတွက်အုတ်ကြီးကိုဖဲဝိုင်းလုပ်ပြရစေဆိုပြီးတော့ခွင့်တောင်းပြီးတော့မှဖဲဆော့ခဲ့ကြတာပါအဲ့ဒါကိုနေထိန်သိန်းတို့ဦးကဝင်းဖမ်းတယ်စစ်မှုထမ်းစုဆောင်မယ်နောင်ကစားမှုနဲ့ဖမ်းမယ်ဘာညာဆိုပြီးတော့ချင်းချောင်းငွေငင်းတယ်လူငယ်တွေရောပြည်သူတွေရောစခန်းကိုဖမ်းသွားတယ် အဲ့ဒါကိုမိဘတွေကညာရင်းချင်းပတ်စံနဲ့လိုက်ရွေးခဲ့ရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗါတော်ကူးရဲစခန်းကလူငယ်များနဲ့ပြည်သူများကိုဖမ်းဆီးပြီးတဲ့နောက်စစ်မှုထမ်းရအကျုံးဝင်တဲ့လူငယ်များကိုတအူးကိုငွေကျပ်သိန်း30ဝန်းကျင်နဲ့ရွေးခန်းပြီးတော့နောင်ကစားမှုနဲ့ဖမ်းဆီးခံပေပြည်သူများကိုတော့တအူးကိုအ ਨੇ စုံငွေကျပ်တသိန်းခွဲတောက်ခံပြီးတော့ပြန်လွှတ်လိုက်တယ်လို့သိရပါဗါအတူပါအိမ်မှာဖဲကစားတာကဒလိပဲလေဗျာနောက်ပြီးတော့အုပ်ကြီးကိုလည်းပြောပြီးမှကစားတာပါ ဲ့ဒါကိုစက်တမ်ဘာလ24ရက်နေ့ညပိုင်းမှာကျွန်တော်တို့ဝိုင်းကိုဝင်ဖမ်းတယ်လူငယ်တွေအနေနဲ့စစ်မှုထမ်းမဖြစ်ချင်ရင်သိန်း30ကျော်အထိပေးရတယ်။တာမန်ပြည်သူကတော့လောင်းကစားအမှုနဲ့အမှုဖွင့်မခံချင်ရင်တသိန်းခွဲပေးဆိုပြီးတော့တောင်းတယ်။မြို့နယ်ကိုအထက်ကိုတိုင်ရင်လောင်းကစားမှုစစ်ပြေးမှုတွေနဲ့ဖမ်းဆီးထောင်ချမယ်ဆိုပြီးတော့ချင်းချောက်ခံထားရတယ်လို့အဲ့ဒီဒေသခံပြည်သူကရှင်းပြထားပါရတယ်။ကွန်းချံကုန်းမြို့နယ်တောင်ကုန်းရွာမှာစစ်တပ်နဲ့ရဲတွေကတပတ်ကိုနှစ်ရက်လောင်းကစားအဝါဒီဝိုင်းများကိုငွေကြေးယူပြီးတော့ခွင့်ပြုနေကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းတရချောင်းမြို့နယ်တဲချောင်းကြီးရွာကိုအကြမ်းဖက်ဆက်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဝါလာ၅ရက်နေ့ညနေပိုင်းမှာအကြမ်းဖက်ဆက်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့တဲချောင်းကြီးရွာကိုပေါင်900ဘုံတလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်ဆက်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်များလည်းထိမှန်ပျက်စီးသွားတယ်လို့သိရပါဗျ။ စိတ်ခွေးတွေကဘာတိုက်ပွဲမှမရှိဘဲနဲ့ရွာတဲကိုလေရင်နဲ့ဘုံကျဲသွားတာအ ਨੇ ဆုံးပြည်သူ၅ဦးထိခိုက်ဒဏ်ရာရတယ်ရွာတဲကိုပေါင်900ဘုံတစ်လုံးကျတယ်လို့သိရတယ်နေအိမ်တွေလည်းထိခိုက်ပျက်စီးသွားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ် တဝဲခရိုင်ထဲကိုစိတ်ခွေးတွေကတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့လေချောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်နေလို့ပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြရန်တော်လိုင်းအင်အားစုများကအတိပေးပြောဆိုထားပါတယ်။ဒါအပြင်စက်တဘာလ30ရက်နေ့ကလည်းတရချောင်းမြို့နယ်တောင်ပြောက်ကျေးရွာအုပ်စုအတွင်းကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့ကြောက်လေကကျေးရွာမှာရှိတဲ့ပြည်သူပိုင်းနေအိမ်83လုံးကိုမိရှုဖျက်ဆီးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမင်းလုံးမြို့နယ်ခုံနိုင်ရွာအနီးတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိကာစစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့နေအိမ်များမှာရှိတဲ့ပစ္စည်းများကိုလည်းခိုးယူလုယက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ9ရက်နေ့မနက်၈နာရီကမှမင်းလုံးမျိုးကနေအလဲချောင်းရဲစခန်းကိုလူချင်းမှုလာတဲ့အင်အား၄၀နီးပါးပါတဲ့စစ်ခွေးတွေနဲ့ရဲများပူးပေါင်းထားတဲ့စစ်ကြောင်းဟာ မင်းတို့မျိုးကညောင်းချက်ကြီးရွာအထိ live track ကားတစ်စီးအင်စီးကားတစ်စီးနဲ့ထွက်ခွာလာခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီဆက်ကြောင်းဟာညောင်းချက်ရွာကနေတစဉ် အလဲချောင်းရဲစခန်းရှိရာကိုဥတီပြီးတော့ချင်းချင်းစစ်ကြောင်းထိုးလာတဲ့အချိန်ခုံတိုင်းရွာအနီးမှာတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့တဲ့အတော့တိုက်ပွဲဟာ15မိနစ်နီးပါးဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်သေးဆုံးမှုရှိတာကိုမျက်မြင်တွေ့ရှိခဲ့ရတော့လေအရေးအတွက်အတိအကျကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ခွေးစစ်ကြောင်းဟာမင်းနှုံမျိုးကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ် ်အကြပါစစ်ခွေးစစ်ကြောင်းဟာမင်းတို့မျိုးကိုပြန်လဲဆုတ်ခွာရလမ်းတလျှောက်မှာရှိတဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့ပြည်သူဝိုင်းနေအိမ်များကိုလည်းဝင်ရောက်စီးနှင်းကစားတော့ကုံများနဲ့တံမိုးရှိတဲ့အတုံးဆောင်ပစ္စည်းများကိုလည်းခိုးယူသွားကြတယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာစစ်ခွေးတွေထိခိုက်ဒေဆုံးတာကိုမျက်မြင်တွေ့ခဲ့ရပေမဲ့အရေးအတွက်ကိုတော့ဆက်လက်အတည်ပြုနေပါတယ်ကျွန်တော်တို့ဘက်ကရဲဘော်တချို့တော့မစိုးရင်ရထိခိုက်ဒဏ်ရရှိခဲ့ပါတယ်လို့မမာပြည်ကာကွယ်တပ် USBA ပြန်ကြားရေးဌာနကတာဝန်ခံကိုတာချိုကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ